မကြခင်ချိန်တွင်းမှာရောက်ရှိလာမယ့်၅လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြေးလက်လာပါတိုးပွားစီဘူးအတွက်၅လပိုင်းတလလုံးကဲအထောက်ပံ့ရရှိအောင်ပြုလုပ်လို့ရမယ့်ရည်ရည်လေးတစ်ခုမျှဝေပေးသွားချင်တာဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ကလွန်ခဲ့တဲ့၄လပိုင်း၃လပိုင်းစသဖြင့်ဒီလိုကာလလေးတွေမှာကိုယ့်အနေနဲ့အခက်အခဲလေးတွေကြုံနေခဲ့ရမယ်အဆင်မပြေမှုလေးတွေများဖြစ်ပေါ်နေခဲ့မယ်ဆိုရင်မကြခင်ချိန်တွင်းမှာရောက်လာမယ့်၅လပိုင်းဆိုတဲ့ကာလမှာကံကောင်းမှုတွေရရှိစီဘူးအတွက်မိမိရဲ့ကံကြမ္မာလေးပုံမှုပြီးတော့မှအစီပြေလာပြီးတော့မှအဲကိုယ့်ရဲ့အလုပ်ကိုင်းနေ င်းငွေကြေးလက်လာပါတူပွားဖို့အတွက်လေးဒီစသဖြင့်ဓာမျိုးလေးတွေအတွက်ပုံမူကောင်းမွန်စီရန်အလို့ငါရေဒီယာလေးတွေကိုပြုတ်လုချင်တဲ့ဆိုရင်ကျွန်တော်အခုမျှဝေပေးတော့မယ်ရေဒီယာလေးကိုပြုတ်လုလို့ရပါတယ်အဓိကမျှဝေချင်တာကတော့ငွေကြေးနဲ့ပတ်သက်တဲ့ရေဒီယာကိုပဲအဓိကမျှဝေချင်တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိရောက်နေတဲ့ကာလတွေမှာငွေကြေးနဲ့ပတ်သက်လို့ဟာလူတိုင်းအတွက်အရေးကြီးဆုံးဖြစ်ပါတယ်အရေးကြီးဆုံးအခန်းကဏ္ဍတတောင့်တနေရာနေပါဝင်နေတာဖြစ်ပါတယ်မိတ်ဆွေကောင်မလေးနဲ့အဆင်မပြေဘူးလားပတ်ဆက်ရှင်အနေနဲ့များတော့အဆင်ပြေသွားနိုင်တယ်သို့မဟုတ်မိသားစုနဲ့အဆင်မပြေတဲ့ပြဿနာတွေဆိုရင်လည်းပတ်ဆက်ရှင်အနေနဲ့များ ဖြည့်ရှင်းလို့ရနိုင်တယ်။နောက်ဆုံးကျန်းမာရေးကိစ္စတွေကအစားကိုမှပတ်စံရှိလို့ရှင်ပုံမူပြီးတော့မှဖြည့်ရှင်းလို့ရပါတယ်။အဆိုလိုချင်တာကတော့အဓိကအရေးကြီးဆုံးကငွေကြေးနဲ့ပတ်သက်တာဖြစ်ပါတယ်။မိစုလူရဲ့ဘဝလက်တွေ့ဘဝမှာလက်တွေ့ကြုံတွေ့နေရတဲ့တချို့သောပြဿနာလေးတွေကငွေကြေးအနည်းနဲ့အများပြည့်စုံပြီးတော့ကိုကိုတိုင်းအနည်းနဲ့စီးပွားရေးတိုးတက်လာတဲ့အခါမှာအဲ့ဒီပြဿနာလေးတွေနဲ့ခေါင်းရှုပ်စရာမလိုတော့ဘဲနဲ့အေးအေးဆေးဆေးဖြည့်ရှင်းလို့မရပါဖြစ်ပါတယ်။အဲ့အတွက်ကြောင့်လက်ရှိရောက်တဲ့ကာလတွေမှာလူအများစုလိုအပ်တာကအလောက်ကိုင်းစီးပွားရေးလေးတိုးတက်ရမယ်။လုပ်ငန်းလေးတွေသူကနဲ့သူအဆင်ပြေလေးချောမှုပြီးတော့မှခေါင်းမောရမယ်။ ယ်လုပ်ငန်းရဲ့အရင်တိုးတက်တာမျိုးမဟုတ်ဘူးဆိုရင်တော့မှကိုကပုံမှန်လေးလဲပတ်ပြီးတော့မှတင့်တော်တဲ့အနေထားမျိုးလေးတစ်ခုဒါကိုအနေနဲ့လုံလောက်တဲ့အနေထားလေးတစ်ခုလောက်ဖြစ်မယ်ဆိုရင်မိစရူအနေနဲ့အဆင်ပြေတယ်ဟုတ်တယ်မလားမြန်မာလူမျိုးတော်တော်များများကများသောအားဖြင့်ရောင်ရဲတင့်တိမ်နိုင်စွာရှိကြတယ်အနည်းနဲ့များရှိတယ် အရင်ချမ်းသာတာမျိုးမဟုတ်ရင်တောင်တနေ့တနေ့တနေ့လေးသူကလည်းသူအဆင်ပြေသွားရင်ရပြီဆိုတဲ့လူတွေကလည်းအများကြီးပဲရှိတယ်ဆိုတော့ဒီလိုမျိုးမိတ်ဆွေတွေအနေနဲ့ငားလာမယ်ဆိုကာလာမှာကံထောက်ပံ့လေးရရှိစေဖို့ငွေကြေးလက်လာပါတိုးပွားစေဖို့အတွက်လှုပ်လို့ရမယ့်ရတရားလေးတစ်ခုမျှဝေပြင်တာဖြစ်ပါတယ်ခင်ဗျအဓိကတော့ငားလာပိုင်းအတွက်တလားစာငွေဝင်ရတရားဖြစ်ပါတယ်ဒီရတရားကိုလုပ်မယ်ဆိုလို့ရှိရင်မိတ်ဆွေကိုအချက်နှစ်ချက်သိထားဖို့လိုပါတယ်ဒီရတရားကငားလာပိုင်းတလားလုံးလှုပ်လို့ရတဲ့ရတရားဖြစ်တဲ့အတွက်ကြောင့်ငားလာပိုင်းမှာမိတ်ဆွေကိုကြိုက်တဲ့နေ့မှာလှုပ်ငားလာပိုင်းအတွင်းဘယ်နေ့မှမစို့လှုပ်လို့ရတယ်အကယ်၍ရတရားကြိုလှုပ်ထားခြင်း ်နေဆိုရင်လည်းအဲဒီ26ရက်နေ့30ရက်နေ့ပေါ့နော်ဒီလိုမျိုးနေ့တွေမှာလည်းမိတ်ဆွေတို့အနေနဲ့ရရရလေးကိုကြိုပြီးမှလှုပ်ထားလို့ရတယ်အဓိကကတော့နံပါတ်1တစ်ချက်က9လပိုင်းအတွက်ရရရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခုမြောက်ဝင်ပြီးတော့မှရရရကို9လပိုင်းအတွက်မှာမိတ်ဆွေတို့ကြိုက်တဲ့နေ့ကြိုက်တဲ့အချိန်မှာလှုပ်ဒီရရရလှုပ်လို့ရတယ်အဆင်ပြေတယ်ဟုတ်ပြီနော်နံပါတ်2အနေနဲ့ကကြတော့မိတ်ဆွေတို့ဒီရရရကိုထက်ခါတလေလေးလှုပ်လို့ရတယ်ကိုယ်အနေနဲ့ကပထမတစ်ခေါက်ကျွန်တော်ပြပြပြီးတော့မှရရရလေးကိုအရင်ဆုံးလေးလှုပ်ကြည့်လိုက် အော်အဆင်ပြေသွားတယ်ဒီရက်ရက်လည်းငါလည်းနည်းနည်းလေးကြိုက်တယ်လို့ခံစားရတယ်ဗျစိတ်ထဲမှာငါဒီရက်ရက်လေးလိုလိုက်တာနည်းနည်းလေးအဆင်ပြေသွားသလိုပဲဆက်လက်ပြစ်များခံစားနေကြရမယ်ဆိုရင်ဒီရက်ရက်လေးကိုထက်ခါထက်ခါလေးเนาะကျွန်တော်ဒီမှာလာပြီးမှအခွင့်ခွင့်မတောင်းမင်းနဲ့ကိုယ့်ကနေကိုထက်ခါထက်ခါလေးကိုယ့်ရဲ့စိတ်ဆန္ဒလေးရှိသလောက်ပြန်ပြန်ပြီးတော့မှလှုပ်လို့ရတာဖြစ်ပါတယ်ခင်ဗျအဒီနေ့ချက်ကိုမိတ်ဆွေအရင်ဆုံးသိထားဖို့လိုအပ်အောင်အရင်ဆုံးလေးပြပြပေးတာဖြစ်ပါတယ်ရက်ရက်လေးစပြောရမယ်ဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းတွေကကျွန်တော်တို့ဒီလိုမျိုးပကံများလေးတစ်ချက်လိုအပ်မှာဖြစ်ပါတယ်ဒီလိုမျိုးပကံများလေးပေါ့နော် ပကံများလေးတစ်ချက်လိုအပ်မှာဖြစ်ပါတယ်ပကံများကဒီလိုမျိုးပန်းလေးတွေပါလို့ရှိရင်လည်းအဆင်ပြေတယ်ပြဿနာမရှိဘူးအဲဗလာပေါ့နော်ပကံများကဗျောင်ကြီးပဲဖြစ်မယ်ဆိုလို့ရှိရင်လည်းရတယ်ပြဿနာမရှိဘူးအဓိကတော့ဒီလိုထမင်းစားတဲ့ပကံများလေးတစ်ချက်ရလို့ရှိရင်မိတ်ဆွေအဆင်ပြေပါပြီခင်ဗျာပကံများလေးရပြီဆိုတော့ကျွန်တော်ဒီပကံများလေးပေါ်မှာစာလီရေးပြရမှာဖြစ်ပါတယ်ရှည်ရမယ့်စာကတော့ तू ကစော့ပင်လေးနဲ့ရင်းရင်းဘောပင်နဲ့ရေးတဲ့ရတယ်အဓိကတော့ဒီပကံများပေါ်မှာထင်ကျန်နေဖို့အဓိကပဲရေးရမယ့်စာလေးကငွေဝင်ပါစေဆိုတဲ့စာလေးကိုရေးပြရမှာဖြစ်ပါတယ်ဆိုတော့ပကံများလေးတစ်ချက်ကိုယူလိုက်မယ်ကိုအိမ်မှာပဲကိုရှိတဲ့ပကံ များလေးတစ်ချက်ယူလိုက်မယ်ပုဂံများလေးပေါ်မှာငွေဝင်ပါစေဆိုပြီးမှဆော့ပင်လေးနဲ့စားလေးရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်အဲ့ပုဂံများပေါ်ကနေပေါက်ပေါက်ပွေလေးတွေကျွန်တော်ထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျအမြင်သာထင်သာရှိမလားတော့မသိဘူးเนาะကျွန်တော်ကင်ပြပေးထားတယ်ခင်ဗျဒီလိုပုံစံမျိုးလေးဖြစ်ပါတယ်ဒီလိုမျိုးလေးအဲဒီလိုမျိုးအနေထားမျိုးလေးနဲ့ကျွန်တော်ပေါက်ပေါက်ပွင့်လေးတွေဒါထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျပကံများလေး ပကံများလေးပုံမှာငွေဝင်ပါသေးလို့စာလေးရေးလိုက်မယ်ပြီးရနဲ့ပေါက်ပေါက်ပွင့်လေးထည့်လိုက်မယ်ပေါက်ပေါက်ပွင့်တော့ပေါက်ပေါက်စုံမဟုတ်ဘူးเนาะမိတ်ဆွေတို့ပေါက်ပေါက်အပွင့်နဲ့အစုံနဲ့မားမယ်เนาะစုံဆိုတဲ့သဘောတရားစုံယုတ်သွားတယ်ဆိုတဲ့သဘောတရားဟုတ်တယ်เนาะကျွန်တော်ပြောတဲ့သဘောပေါက်လားเนาะပွင့်ဆိုတဲ့သဘောတရားပွင့်လန်းသွားတယ်ပေါက်ပေါက်ပွင့်ပွင့်လန်းပါသေးဆိုတဲ့သဘောတရားယူကျင်တာဖြစ်ပါတယ်ခင်ဗျာเนาะပြီးတော့ရောက်လာတာငားလာပိုင်းပြငားလာပိုင်းမှာနန်းအောင်ဆောင်အောင်ဆိုတာရှိတယ်ငားလာပိုင်းဖြစ်တဲ့အတွက်ကြာတာပိနဲ့ကြီးဆိုတာကြာတာပိနဲ့ကြီးပဲပြစ်ဆောင်လိုက် င်းဒါလိုသဘောတရားမျိုးဆိုလို့ကျွန်တော်နော်အဲ့တော့ကြောင့်ပေါက်ပေါက်ပွင့်လေးကျွန်တော်ထည့်ပြီးတော့မှဖះမှာကတ်လို့ပြီးတော့မှဆူတောင်းရတာဖြစ်ပါတယ်ခင်ဗျာဒါလေးကကြာတော့ ငါးလပိုင်းအတွက်တလားစာငွေဝင်ရည်တွေဖြစ်တဲ့အတွက်ဒီပေါပေါပွင့်ရည်တွေကမိတ်ဆွေတို့အလင်းသင်းသင်းလို့လုပ်လို့ရပါတယ်ပေါပေါပွင့်ဆိုတာပုတ်သူသွားမယ့်ပစ္စည်းမျိုးမဟုတ်တဲ့အတွက်ပေါပေါပွင့်ကိုတစ်ခါတည်းလုပ်ပြီးတော့မှတလားလုံးပြစ်ထားလိုက်လေပြဿနာမရှိဘူးအဆင်ပြေတယ်တပတ်တစ်ခါလောက်ဒီရည်ရည်လို့လုပ်မယ့်ဆရာကြီးလို့ကိုကကြီးမန်းထားတယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရပါတယ်အဓိကကတော့ပေါပေါပွင့်လေးနဲ့ပေါ့နော်ကျွန်တော်ရည်ရည်ချေရမှာဖြစ်ပါတယ်ငါးလပိုင်းအတွက်တလားစာငွေဝင်ရည်တွေကလည်းပေါပေါပွင့်ရည်ရည်လေးလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျ အဲကိုကနည်းနည်းလေးဒီထက်ပိုကောင်းညင်တယ်ကိုယ့်ရင်ညွန့်ညင်တယ်ဆိုရင်ဗျာဒီပကံများလေးအောက်မှာကိုယ့်ရဲ့ဓာတ်ပုံလေးထိုင်ထားပေါ့ဒါလေးဆိုလေကိုယ့်လိုညွန့်လို့ရတာပဲလीနော်ပြဿနာမရှိဘူးဆိုတော့ပကံများလေးအောက်မှာကိုယ့်ရဲ့ဓာတ်ပုံလေးထားအဲပြီးရင်ပကံများလေးတင်လိုက်မယ်ပကံအောက်မှာငွေငွေမာသီးတို့စာလေးရေးထားမယ် ပြီးအပေါ်ပေါက်ပေါက်လေးပွင့်ပေါက်ပေါက်ပွင့်လေးထားထားမယ်အဲဒီလိုပုံစံမျိုးလေးနဲ့ရေတာချေလို့ရတယ်ဘောနော်နေရအနေနဲ့ကကျွန်တော်တို့ကဒီဖះเจ้าဆောင်ရဲ့အဲတနေရတနေရလောက်ဖြစ်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဗျာကိုအလင်းတဲ့နေနေရလေးမထားဒါဆိုကျွန်တော်ရဲ့ဖះကန်းရန်ကုန်ကဖះကန်းအေကန်းနဲ့မှာဘူယိုလေးရိုက်နေတာဆိုတော့အဲကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီဒါဒီနန်းလေးမှာထားပြမယ်ပေါ့ဗျာအဲဒီလိုပုံစံမျိုးလေးအနေနဲ့ရေတာချေပြီးမှအသုံးပြုရဖြစ်ပါတယ်ဒီရေတာတွေကကျွန်တော်ကိုယ်တိုင်လည်းလက်ရှိလိုက်ပြီးတော့မှပြုမှုပြုလုပ်ထားတယ်ရေတာတွေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့စိတ်ချလက်ချကိုကိုယ်တိုင်လိုက်လုပ်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ငားလာပါရဲ့ တွက်တလားဆောင်ငွေဝင်ရေတွေလေးကိုလာရောက်ပြီးမှမျှဝေပေးရဖြစ်ပါတယ်ခင်ဗျာအားလုံးချစ်သူများတင်ပါတယ်ခင်ဗျာ